င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့နိုဝင်ဘာလ5ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မရှင်ကြည့်ပါပါရှင်။ဒီကနေ့နေ့လည်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကရင်မှာ PDF ရဲဘော်3ဦးအလင်းဝင်လာတယ်လို့စစ်တပ်ဝါရဖြန့်တဲ့သတင်းနဲ့ ကရင်နီမှာစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်အရသာခုနှစ်ဦးသေဆုံးခဲ့တဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ရုရှားတို့မြောက်ကိုရီးယားကစောက်လုံရေးတပ်သား9000စိတ်လွတ်လိုက်တဲ့သတင်းရဲတပ်ဖွဲ့ရဲ့လူအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကိုစုံစမ်းစစ်ဆေးဖို့ရာဇီတမရညွှန်ကြားခဲ့တဲ့သတင်းတွေအပြင် အာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ ကရင်ပြည်နယ်မှာတပ်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုလက်ခံယုံကြည်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်၃ဦးအလင်းဝင်လာတယ်လို့နိုဝင်ဘာလ9ရက်နေ့ထုတ်စစ်ကောင်ဖြင့်ရဲ့ဝါဒပြန်သတင်းမှာဖော်ပြထားပါတယ်။အလင်းဝင်လာတဲ့ PDF ရဲဘော်၃ဦးကိုနိုဝင်ဘာလ3ရက်နေ့ကကရင်ပြည်နယ်ဖအံမြို့ရှိပြည်နယ်အစိုးရအဖွဲ့ရုံးမှာမိဘအုပ်ထိန်းသူတွေထံလွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်ရှင်။ အလင်းဝင်လာတဲ့ PDF ရဲဘော်3ဦးဟာ M16 တနက်နှစ်လက် M4 တနက်တစ်လက်လက်လုံမိုင်းနှလုံးနဲ့လက်နက်ခဲယမ်းတွေကိုယူဆောင်လာခဲ့တယ်လို့ဖော်ပြထားပါတယ်ဒါပေမဲ့အလင်းဝင်လာတဲ့ PDF ရဲဘော်3ဦးဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ဗဲတရင်တပ်ဖွဲ့ကဖြစ်တယ်ဆိုတာကိုတော့စစ်ကောင်ပြင်ဘက်ကတစုံတရာတင်ထုတ်ပြန်တာမရှိသေးပါဘူး။ အလင်းဝင်လို့တဲ့ PDF ရဲဘော်တွေအနေနဲ့နီးစက်ရခရိုင်မြို့နယ်အောက်ချုပ်ရီအဖွဲ့ဝင်တွေအပါအဝင်တပ်စခန်းတွေထံကိုတရင်ပေးကြဖို့နဲ့လက်နက်ခဲယမ်းတွေအတွက် စုချင်းငွေတွေပေးအပ်သွားမယ်လို့စစ်ကောင်ဖျင်းကဝါဒဖြန့်ထားပါတယ်အာနာဒိစစ်ကောင်ဖြင့်တဟာရွေးကောက်ပွဲမတိုင်မီတော်လန်ရေးတပ်ဖွဲ့ဝင်တွေအလင်းဝင်ရောက်မှုတွေဇက်လိုက်ဆိုသလိုရှိနေတယ်လို့ဝါရားဖြန့်ချီမှုတွေကိုလှုံ့ဆော်နေပါတယ်ရှင်။ ရင်နီပြည်နယ်မှာတစ်လအတွင်းစစ်ကောင်ရှင်တပ်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်အပြင်းအထန်အရသာပြည်သူ9ဦးသေဆုံးပြီး22ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကရင်နီလူအခွင့်အရေးအဖွဲ့ KNHRG ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကရင်နီပြည်နယ်အတွင်းရှိမြို့နယ်တွေမှာစစ်ကောင်ရှင်တပ်ကလေကြောင်းဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာဒရုန်းဘုံကျဲတိုက်ခိုက်တာ ဖန်စီတက်ဖြတ်တာနဲ့နေအိမ်မီးရှို့ဖျက်ဆီးတာစတဲ့လူအခွင့်ရေးချိုးဖောက်မှုပေါင်း32ကြိမ်ထပ်မံကျူးလွန်ခဲ့တာပါအဲ့ဒီထဲမှာလွိုင်ကော်မြို့မှာလူအခွင့်ရေးချိုးဖောက်မှုပေါင်း6ကြိမ်နဲ့အများဆုံးဖြစ်ခဲ့ပြီးဒီမော်ဆိုမြို့နယ်မှာတော့7ကြိမ်နဲ့ဒုတိယအများဆုံးဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်စစ်ကောင်ရှင်ရဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကြောင့်အမျိုးသား10ဦးအမျိုးသမီး4ဦးကလေး6ဦးနဲ့ ကြားမှာခွဲခြားလို့မရသူ၃ဦးအပါအဝင်စုစုပေါင်း22ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအမျိုးသား9ဦးအမျိုးသမီး2ဦးနဲ့ကြားမှာခွဲခြားလို့မရသူတို့သေဆုံးခဲ့တယ်လို့ KNHRG ကပြောဆိုပါတယ်။အောက်တိုဘာလအတွင်းစစ်ကောင်ပြင်တပ်ကအရတားပြည်သူတွေနဲ့စစ်ဘေးရှောင်တွေရဲ့စိုက်ပျိုးသီးနှံတွေမရိတ်သိမ်းဖို့နဲ့ရိတ်ခါပြက်လက်စေဖို့အတွက်ရည်ရွယ်ချက်ရှိရှိစိုက်ပျိုးသီးနှံရိတ်သိမ်းတဲ့ပြည်သူတွေကို drone အသုံးပြုပြီးတိုက်ခိုက်တာနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုလှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပြင်စစ်ကောင်ပြင်တပ်ဟာရွေးကောက်ပွဲကျင်းပဖို့အတွက်ကရင်နီပြည်နယ်အတွင်းရှိမြို့နယ်တွေကိုရရှိရေးအတွက်စစ်ကြောင်းထိုးတာတွေကြောင့်အယက်သားပြည်သူတွေထပ်မံရွှေ့ပြောင်းနေရတာတွေရှိခဲ့ပြီးပြီးခဲ့တဲ့ဇူလိုင်လနဲ့ဩဂတ်လအတွင်းရွှေ့ပြောင်းနေထိုင်သူ2000နီးပါးရှိတယ်လို့သိရပါတယ်ရှင်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ရုရှားတို့မြောက်ကိုရီးယားကစောက်လုံရေးတပ်သား9000စေလွှတ်ထားပါတယ်။ဒီအကြောင်းကိုတော့ဖေဖေကပြပြပေးထားပါရရှင်။ ရုရှားအခြေခံအစအဦးတွေပြန်လည်တိဆောက်ရမှာပါဝင်ကူညီပေးမြောက်ကိုရီးယားဆောက်လုပ်ရေးတပ်သား9000ဆီလွတ်တယ်လို့တောင်ကိုရီးယားလွှတ်တော်အမတ်တဦးကထောက်လိုင်းရေးအေဂျင်စီရဲ့ရှင်းလင်းမှုအပြီးမှာပြောလိုက်ပါတယ်ယူကရိန်းစစ်ပွဲအတွင်းရုရှားဘက်ကကူညီတိုက်ခိုက်ရေးမြောက်ကိုရီးယားစစ်သားအများအပြားရှေ့လွတ်ထားပြီးရုရှားစီကအရေးပါတဲ့ထောက်ပံ့ကူညီမှုတွေရရှိနေရကြောင်းမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အန်ဟာအရင်ကထက်ရဲတင်လာပါတယ် နော်ကိုရီးယားကစက်တင်ဘာလကစတင်ပြီးဆောက်လုပ်ရေးတပ်သား9000ကိုအတုံးလိုက်ခွဲပြီးရုရှားတို့ဆီလွတ်ခဲ့တာဖြစ်တယ်လို့တောင်ကိုရီးယားလွှတ်တော်အမတ်လီဆိုးကွန်ကသတင်းထုတ်တွေကိုပြောပါတယ် ရုရှားတို့နောက်ထပ်တပ်ဖွဲ့တွေချထားရေးမြောက်ကိုရီးယားကစစ်သားတွေကိုရွေးချယ်လေ့ကျင့်ပေးနေတာတွေ့ရတယ်လို့လည်းတောင်ကိုရီးယားထောက်လန်ရေးအေဂျင်စီကပြောထားပါတယ်။ရုရှားယူကရိန်းနဲ့ဆက်အနီးမြောက်ကိုရီးယားကစစ်သားတထောင်အထိချထားကြောင်းတောင်ကိုရီးယားထောက်လန်ရေးအေဂျင်စီကပြောပါတယ်။ယူကရိန်းစစ်ပွဲအတွင်းမြောက်ကိုရီးယားစစ်သား600သေဆုံးသွားခဲ့ပြီးဒဏ်ရာရသူထောင်ထဲကြီးရှိနေပြီလို့တောင်ကိုရီးယားထောက်လန်းရေးကဆိုပါတယ်။ရုရှားတို့စစ်သားတွေဆေးလုပ်ကူညီပေးမှုမြောက်ကိုရီးယားဟာငွေကြေးအကူအညီ၊စည်ရည်နည်းပညာ စာနယ်ဇင်းခါနဲ့စွမ်းအင်ထောက်ပံ့မှုတွေလက်ခံရရှိနေတယ်လို့လေလာသူတွေကပြောပါတယ်။မြောက်ကိုရီးယားကသူတို့ရဲ့နျူကလ িয়ার နဲ့ဒုံးကျည်စီမံကိန်းတွေကြောင့်နိုင်ငံတကာကချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုကျော်လွှားရေးရုရှားစီကအဲ့ဒီလိုအကူအညီရယူနေတာဖြစ်တယ်လို့လေလာသူတွေကပြောပါတယ်။2019ခုနှစ်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံမှုမအောင်မြင်ဖြစ်ခဲ့ပြီးနောက်ပိုင်းမြောက်ကိုရီးယားကသူတို့ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အနေအထားကိုလုံးဝပြောင်းလဲလို့ရမှာမဟုတ်ဘူးလို့အကြိမ်ကြိမ်ကြွေးကြော်ထားပါတယ်။ ပြီးခဲ့တဲ့သတင်းဘက်ကတောင်ကိုရီးယားခရီးစဉ်အတွင်းဒေါ်နယ်ထရန့်ရဲ့တွေ့ဆုံမှုကမ်းလှမ်းမှုကိုမြောက်ကိုရီးယားကတုံ့ပြန်မှုမရှိခဲ့ဘူးလို့သိရပါဗျ။အဲ့ဒီအချိန်မှာမြောက်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးချိုဆိုဟိုကိုမော်စကိုသို့ဆေလွတ်ခဲ့ပြီးတနိုင်ငံဆက်ဆံရေးအားပိုကောင်းလာအောင်ဆောင်ရွက်ဖို့သမ္မတဗလာဒီမာပူတင်နဲ့သဘောတူညီမှုရယူခဲ့ပါဗျ။ ကင်ဂျွန်အန်ကအမေရိကန်နဲ့ဆွေးနွေးဖို့လမ်းဖွင့်ထားဆဲဖြစ်ပြီးအချိန်ဤအချိန်ခါတင်းတော်ရင်ဆက်သွယ်ဖို့စူးစမ်းမှာဖြစ်ကြောင်းတောင်ကိုရီးယားလွှတ်တော်အမတ်လီဆိုးကွန်ကပြောပါတယ်။မြောက်ကိုရီးယားကအမေရိကန်နဲ့ဆွေးနွေးရေးနောက်ွယ်ကကြိုးပမ်းမှုတွေအများကြီးလှုံ့ဆော်နေတယ်လို့တောင်ကိုရီးယားထောက်လန်းရေးကပြောပါတယ်။ကုလသမဂ္ဂရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေအရမြောက်ကိုရီးယားအလို့သမားတွေအနေနဲ့ပြည်ပမှာအလို့လုပ်ပြီးဝင်ငွေရယူခွင့်မရှိတဲ့အချိန်မှာရုရှားစီပြုံးရန်အစိုးရကအလို့သမားတွေဆင်းလွန်နေတာဖြစ်ပါတယ်။ မြောက်ကိုရီးယားက IT အလုပ်သမားတွေအပါအဝင်ရုရှားတို့အလုပ်သမား၄000ဆီလွှတ်ပို့ပြင်ဆင်ထားတယ်လို့နိုင်ငံတကာအရေးယူပိတ်ဆို့မှုစောင့်ကြည့်ရေးအဖွဲ့ကပြောဆိုထားပါတယ်။ရဲတပ်ဖွဲ့ရဲ့လူအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကိုစုံစမ်းစစ်ဆေးဖို့ဘရာဇီးတပ်မတော်ညွှန်ကြားလိုက်ပါတယ်။ဒီသတင်းကိုတော့ဝန်လီကတင်ဆက်ပေးထားပါတယ်ရှင်။လူ121ဦးသေဆုံးခဲ့ရတဲ့ Rio de Janeiro မြို့မှာရှိတဲ့အင်အားကြီးမားတဲ့ရာဇဝတ်ကိုင်းတစ်ခုကိုရဲတပ်ဖွဲ့ရဲ့ဖြုတ်ခွင်းမှုဟာ အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်တယ်လို့ဘရာဇီးသမ္မတလူလာတာဆေးဘာကပြောလိုက်ပါတယ်။အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဘလို့ဖြစ်သွားခဲ့တယ်လဲဆိုတာစစ်ဆေးအတည်ပြုဖို့လိုအပ်တယ်လို့သမ္မတဒါဆေးဘာက AFP အပါအဝင် နိုင်ငံတကာသတင်းဌာနတွေနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောခဲ့တာပါ။ပြီးခဲ့တဲ့သတင်းပတ်မှာ Recommend မွေးစေဝါခိုင်းကိုရဲတပ်ဖွဲ့ကအင်အားလုံးရင်းနဲ့ဖြုတ်ခွင်းရမှာရာဇဝတ်ခိုင်းသားတွေကရဲတပ်ဖုံတွေကို drone တွေနဲ့ဖောက်ခွဲပစ္စည်းတွေတုံးပြီးပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြပါလိမ့်။လက်ရှိဘရာဇီးမှာအင်အားတောင့်တင်းတဲ့ရာဇဝတ်ခိုင်းတွေက drone တွေနဲ့ဖောက်ခွဲပစ္စည်းတွေအသုံးပြုမှုပိုများလာတယ်လို့ Rise United Services Institute ကလေ့လာသူကာလုဆူလာကပြောပါလိမ့်။ Red Command ကသူတို့ရဲ့ပြိုင်ဘက် First Capital Command စီ လက်လွတ်ပေးလိုက်ရတဲ့နယ်မြေတွေအတွက်ပကြသေးခင်ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ Rio de Janeiro မြို့မှာရာဇဝတ်မှုတွေနဲ့ပတ်သက်လို့သတင်းယူနေတဲ့သတင်းတောက်တွေကဆိုပါတယ်ရဲတပ်ဖွဲ့ထုတ်ပြန်တဲ့ဗီဒီယိုဖိုင်ကို Brazil ပြည်တွင်းသတင်းဌာနတွေကဖော်ပြထားပြီးတော့ရာဇဝတ်ခိုင်းသားတွေကလက်နက်အပြည့်စုံနဲ့ရဲတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတာတွေ့ရပါတယ်အဲဒီနောက် Rio de Janeiro မြို့မှာရှိတဲ့ဈေးတစ်ခုနဲ့မြောက်ဘက်မှာရှိတဲ့ပါဟာဒေသမှာအလောင်းတွေတန်းစီပြီးခြားထားတာမြင်တွေ့ခဲ့ရတယ်လို့ BBC သတင်းတောက်ကပြောပါရီလူတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုအပေါ်လူခွင့်ရေးတက်ကြွလှုပ်ရှားသူတွေကဖြစ်တင်ရှုံချထားပေမဲ့ရာဆွေးမှုတွေနဲ့ပတ်သက်လို့စိုးရိမ်နေတဲ့ဒေသခံတွေကထောက်ခံကြရလို့ဆိုပါရီဒီဖြစ်ရက်က Rio de Janeiro မြို့မှာလက်တွေ့ကြုံနေရတဲ့လုံခြုံရေးပြဿနာနဲ့ရာဆွေးမှုတက်ဖြတ်ရေးနည်းလမ်းနဲ့ပတ်သက်ပြီးတော့သဘောထားကွဲလွဲမှုတွေရှိနေကြောင်းဖော်ပြပါရီလက်ရှိချိန်ထိသေဆုံးသူ69ဦးကိုဘက်တဘွားဖြစ်ကြောင်းစစ်ဆေးအတည်ပြုထားပြီးတော့သူတို့ထဲက42ဦးဟာ ဖာဝရာထုတ်ထားသူတွေဖြစ်က88ဦးဟာရာဇဝတ်မှုတော်တော်များများကျွလွန်မှုတွေဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ရာဇဝတ်မှုတွေကိုကင်တွယ်ဖြစ်ရှင်းရမှာအစိုးရပြောညံ့တယ်ဆိုတဲ့ပြောဆိုမှုတွေရှိနေချိန်တမရဒါဆေးဘာကရာဇဝတ်ခိုင်းဝင်တွေကိုအ ਨੇ စုံထောင်ဒဏ်အနှစ်30ချမှတ်ရေးလွှတ်တော်စီအစိုးပြုထားပါတယ်။တပ်ဖြတ်ခံသူတွေရဲ့အလောင်းတွေကိုလက်အင်္ကာတွေဖျက်တောက်ခံထားပြီးတော့ဒါဒါမှမဟုတ်ချွန်ထက်တဲ့ပစ္စည်းနဲ့ထိုးသွင်းခံထားတဲ့ဒဏ်ရာတွေအများကြီးတွေ့ရတယ်လို့ဓာတ်ပုံသတင်းတော်တူကပြောဆိုထားပါတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1938ရက်အတွင်းကြောက်ဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1938ရက်အတွင်းအတန်းပတ်တပ်ပြခံရပြီးကြောက်ဆုံးခဲ့သူ8438ဦးထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖန်စီထင်းသိမ်းခံထားရသူ2969ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ8314ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဝန်ပြည်နယ်မှာတော့အာနာသိမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကိုကြီးဆောင်လျှောက်ရဲ့အသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တောင်လေထိုင်းမြေနေ့လယ်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါတောင်လေထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လေထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။